ီစဉ်မှာကြိုဆိုပါတယ်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး7အခန်းငယ်7မှ16ယေရှေအမျိုးအငုံ၌အသက်ပေါက်လိမ့်မည်။သူဤအမြင့်တို့တွင်အညွန့်သည်အတီးတီးလိမ့်မည်။သာရဖျားဤဝိညာဉ်တော်သည်ဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်၊ကြံစီသက်ဆွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်။သာရဖျားကိုတည်၍ ကျောင်းရွံတော်တဘောကိုပေးတော်ဝိညာဉ်တော်သည်ထိုသူအပေါ်မှာကျင်းဝတ်တော်မူလိမ့်မည်ထိုသူသည်သာရဖျားကိုကျောင်းရွံခြင်း၌မွေလျော်သည်ဖြစ်၍မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်မိမိနာကြားသည့်အတိုင်းမဆုံးဖြတ်ပေဆင်းရဲသားတို့၏အမှုကိုတရားတော်အတိုင်းစီရင်၍နှိမ်ချသောမြေကြီးသားတို့ဘက်၌နေလျက်ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်မြေကြီးကိုနှုတ်ကပတ်တော်လန်ဒန်နှင့်တန်ခတ်၍ သို့တော်သူကိုနှုတ်ခမ်းထွက်သက်နှင့်ကွံ့မြဲလိမ့်မည်။တရားနှင့်တစ္ဆာသည် သူ၏ခပန်းခစီဖြစ်လိမ့်မည်။တောခွေးသည်တိုးတငယ်နှင့်အတူနေလိမ့်မည်။ဂျတက်သည် စိတ်တငယ်နှင့်အတူအိတ်လိမ့်မည်။နွားတငယ်၊ချင်းတိတငယ်၊စူအောင်ကျွေးသောအကောင်တို့သည်အတူတွာလာကြ၍လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။နွားမနှင့်ဝမသည်အတူကျက်စား၍ သူတို့သားငယ်များသည်အတူအိတ်ကြလိမ့်မည်။ချင်းသိသည်လည်းနွားကဲ့သို့အမျက်ကိုစားလိမ့်မည်။နှုတ်ဆိုးသူငယ်သည်လည်းမွေဆိုးသွင်းပေါ်မှကစားလိမ့်မည်။နှုတ်ကွာသောသူငယ်သည်လည်းမွေဟောက်သွင်းဝ၌မိမိလက်ကိုသွင်းလိမ့်မည်။ငါ၏တန့်ရှင်သောတောင်တပြင်လုံး၌အချင်းချင်းညင်စေခြင်းဖြက်စီခြင်းကိုမပြုရကြ။အကြောင်းမူကားပင်လေရည်သည်မိမိနေရာကို လွမ်းမိုးတကယ်သို့ မြေကြီးသည်ထာရဖျားကိုတိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်ထိုကာလ၌ရေရှဲဤအမြင့်သည်ပေါ့၍လူများအဖို့ထူသောအလံဖြစ်လိမ့်မည် ထိုအလံ၌တပါးမျိုးသားတို့သည်စည်းကပ်ကြလိမ့်မည်ကျင်းဝတ်တော်မူရာအရက်သည်လည်းဘုံကြီးလိမ့်မည်ထိုကာလ၌ထာရဖျားသည်လက်တော်ကိုဆန့်၍ကြံကျွန်းသောကိုရောဤလူတို့ကိုအာရှုရိပြည်အေဂုဒုပြည် ဘာတရုပြီကုရှပြီအီလန်ပြီရှိနာပြီဟာမတ်ပြီပင်လယ်တဖန်၌ရှိသောပြည်များတို့မှကဲယူခြင်းကတဖန်ပြုတော်မူလိမ့်မည်တပားအမျိုးသားတို့အဖို့အလံကို ထူတော်မူသည်ဖြင့်နင်ထုတ်သောဤတီလအမျိုးသားနှင့် အရရက်ကွဲပြားသောယူဒအမျိုးသားတို့ကိုမြေကြီးလေးမျက်နာတို့မှခေါ်၍စုဝေးစေတော်မူလိမ့်မည် ဧပရင်အမျိုးသည်ညူစုသောစိတ်ငြိမ့်လိမ့်မည်။ရံပြူတတ်သောယူဒအမျိုးသားတို့သည်လည်းရံပြေကြလိမ့်မည်။ဧပရင်အမျိုးသည်ယူဒအမျိုးကိုမညူစုရ။ယူဒအမျိုးလည်းဧပရင်အမျိုးကိုရံမပြူရ။သူတို့သည်အနောက်ဘက်၌ဖိလိတိလူများကိုလိုက်၍တိုက်ကြလိမ့်မည်။အရှိပြည်သားတို့ဤဥစ္စာကိုအတူလူယူကြလိမ့်မည်။အေဒုံအမျိုးနှင့်မောဘအမျိုးကိုလည်းလှုပ်ကြံကြလိမ့်မည်။ အာမုံအမျိုးသားတို့သည် သူတို့၏အုပ်ဆိုးခြင်းကို ခံရကြလိမ့်မည်။ဒါရဖျားသည်လည်းအေဂုတုပင်လေ၏ရှာကိုဖျောက်ဖျက်တော်မူမည်။ပြင်းစွာသောလေတော်နှင့်တကားလက်တော်ကိုမြစ်ပေါ်မှလှုပ်၍ချောင်းခုနှစ်သွဲဖြစ်စေခြင်းကရိုက်ခတ်တော်မူသည်ဖြင့်လူတို့သည် ခြေနှင်းစည်းလျက်ကျော်သွားကြလိမ့်မည်။ဣတိလအမျိုးသားတို့သည်အေဂုတုပြည်မှထွက်သွားသောအခါ၌ဖြစ်တဲ့ကဲ့သို့ အာရှူရီပြည်မှာကြံကျွန်းသောကိုရောဤလူတို့သွားရလန်းကြီးဖြစ်ရလိမ့်မည်။ကျမ်းနာရသူအရောက်ချင်းစီတိုင်းပေါ်ဖျားသခင်သာ၍ကောင်းချီးပေးပါစေ။ ညီတဲ့ချင်းရှင်အဖတ်ဘုရားသခင်ကိုရောဖျားကြီးညီတဲ့ချင်းကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကောင်းစွာအိဆရာတော်ညာချမ်းတရားစွာနှုတ်ထရတဲ့ဏိတာတိအလိုတော်ကိုမြင်နေပါမည်ကြောင့်ကိုရောဤမေတ္တာတော်ဖြင့်ကျွန်တော်တို့ဤအသက်တနည်းရများကိုကောင်းချီးပေး၍ပို့ဆောင်တော်မူပါယနေ့ဒီကျွန်တော်တို့ဖုလုံကကိုရောထံတော်မှလာတော်ညီတဲ့ချင်းနဲ့ရှင်နဲ့ဝမ်းမြောက်ခြင်းအကြောင်းကိုကိုယ်တိုင်ခံစားရသလို သူတို့ဘာလို့အားလဲထုံငိမ့်တဲ့ချင်းနေရှင်တဲ့ကျေးဇူးတော်ကိုပေါ်ပြနိုင်တော့ဒီမှာဖြစ်စီတော်မူပါ။ယသခင်နေထိုင်ရတဲ့ဝန်ကျင်နဲ့ကမ္ဘာလောကကြီးသည်ညီဝချင်းချမ်းသာကိုတောင်းတလေရှိပါ၏။ကိုရောကြွလာတော်မူသောခံငိမ့်တဲ့ချင်းကိုကျွန်တော်မြင်ရကြမှာဖြစ်တဲ့အတွက်ဘုရားသခင်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာလောကကြီးထဲမှာကိုရောညီတဲ့ချင်းကိုဆင်လွတ်၍ကျွန်တော်အသက်တာနှလုံးသားထဲမှာကိုရောကြွလာတော်မူပါ။ယနေ့တွင်ကိုရောဘုရားထံတော်မှာ နှုတ်ကပတ်တော်ကိုခံယူကြနာတိဆောက်လက်ရှိတော်သူတို့၏အသက်တာထဲမှာဉာဏ်ဝင်ချင်းချမ်းသာဖြစ်စီပါအစဉ်သဖြင့်လှူရှားတော်မူသောကိုယ်၏နှုတ်ကပတ်တော်သည်ကျွန်တော်၏အသက်တာကိုခိုင်ခန့်တည်ကြည်စေတော်မူပါယေရှုတော်လည်းဖြင့်ပို့ဆောင်တော်မူခြင်းကိုခံရခဲ့သောဘုရားသခင်တန်ရှင်းရတောင်းတော်ပေါ်မှာဉာဏ်ဝင်ချင်းချမ်းသာကိုမြင်နေမှာမြည်ကြောင်းကျွန်တော်ကျွန်တော်၏အသက်တာထဲမှာဉာဏ်ဝင်ချင်းကိုချပြီး၍အစဉ်သဖြင့်ကောင်းကြီးပေးလျက်ကိုယ်တော်၏ယေရှုကယူနာမြစ်တာတော်အဖြစ်ကျွန်တော်တို့ကို ကောင်းကြီးဖြစ်စီပါမည်ကြောင့်ကဲတင်ပိုင်သောအရှင်သခင်ယေရှုခရစ်တော်ဖျားတည်ဟုသောညီသက်ချင်းအရှင်နာမတော်ကိုအမိပြုလက်ယေရှုတော်ချီးမွမ်းဆုတောင်းခြင်းအဖြစ်အသက်တာများကိုလက်တော်နဲ့အနံ့၍ဆုတောင်းလျက်ဆက်ကပ်ကြပါသည်ဖပါဘုရားသခင်အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်